ကျမတို့ဝယ်ယူသူရောင်းချသူပေါ့နော်စုံစမ်းပေးမြန်းသူကျမပြောချင်တာပေါ့နော်ကျမတို့လေဒီတောင်တကူမြို့နယ်မှာဆိုလို့ရှိရင်25ရက်ကွယ်ပလဲရတနာလမ်းမှာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျမတို့အခုလက်ရှိရုံခန်းရှိနေတဲ့နေရာပေါ့နော်ဒီ main line ကကြတော့အရန်ကျဲတယ်ပေါ့နော် PDR ကျဲတဲ့လမ်းမှာဖြစ်တယ်ဒါကြောင့်မို့ဒီလမ်းမပေါ်မှာတချို့ကြောင့်လည်းလိုချင်တဲ့အတွက်ကိုပေါက်ဈေးဘယ်လောက်ရှိလဲဆိုပြီးတော့ဝယ်ချင်တဲ့အတွက်ကိုစုံစမ်းတာလေးရှိတယ်တချို့ကြတော့လည်းရောင်းချင်တာလေးရှိတယ်ပေါက်ဈေးဘယ်လောက်ရှိလဲဆိုပြီးတော့ပေါ့နော်လာပြီးစုံစမ်းတာလေးရှိတယ်အဲ့တော့ရောင်းချင်တဲ့အဲက ာစနမှာပေါ့နော်ရောင်းချင်တဲ့ဧည့်သည်ရောဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုပေးဝယ်ချင်တဲ့ဧည့်သည်ရောဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုပေးအငှားလိုချင်တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပေးပေါ့နော်ကျွန်မအခုပြောပေးပေးပါသည်ရန်ကုန်တိုင်းဒေသကြီးတောင်လူပုံမြို့နယ်25ရက်ကွယ်ပလဲရတနာမိန်လမ်းမပေါ်မှာပေါ့နော်ပေတရာကျဲတဲ့လိမ်းမလမ်းမကြီးပေါ့နော်ကျွန်မတို့လေမိန်လမ်းမပေါ်မှာမိန်လမ်းမလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မတို့ဒီလမ်းရအရန်ကောင်းတယ်သူကလမ်းကလည်းပေတရာလမ်းဖြစ်တယ်ပေါ့နော်ပြီးရခါကျရက်ကွက်နှစ်ခုရဲ့ဘောင်လမ်းဖြစ်တဲ့အတွက်ကိုလေတိတ်ဆိတ်တာလေးရှိတယ်ပေါ့နော်ပြီးရခါကျလို့ရှိရင် ယ်လုပ်ငန်းသမားစေယုံစေကန်သမားစားတောက်ဆိုင်သမားပေါ့နော်ပြီးရင်ကုမ္ပဏီရုံးငန်းသမားပေါ့နော်ဒီနေရာမှာဘလူလေးပဲဖြစ်တချို့ကျတော့အစာအုပ်စောက်ချင်ကြတာကန်ထရိုက်တိုက်စောက်ချင်ကြတာကွန်ဒိုစောက်ချင်ကြတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလမ်းမကြီးအဲတင့်တော်တဲ့အထက်မှာပါတယ်ပေါ့နော်ဈေးနှုန်းရကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလမ်းမပေါ်မှာအခုလက်ရှိဆိုလို့ရှိရင်9500အဲ9900 14000ပေါ့နော်အငှားဆိုလို့ရှိရင်ကျွန်တော်တို့ဒါတစ်လောက်8သိန်းခွင်းနဲ့ဆိုပြီးတော့အငှားလေးလည်းရှိတယ်ဒါကြောင့်မလို့မြေပြင်ရဲ့တည်နေရာလေးနဲ့အနေထားလို့ရှိရင်ကျွန်တော်လေလမ်းမြေပြင် တော့ပေါ့နော်အိမ်ရောက်ထိတော့ကျွန်မသွားပြီးတော့ပြပြီးမှမို့ကျွန်မအခုရုံငန်းရှိနေတဲ့နေရာနေဘယ်နားလေးမှာဘလောက်တန်းဘယ်နေရာလေးမှာဘလို့ပုံစံမျိုးလဲဆိုရဲဟာတော့ကျွန်မလှမ်းပြီးပြပြီးပြီဒီကရောင်းမှာအစာဦးစုဝင်းကျင်ဈေးမပါဘူးပေါ့နော်မြေကြီးဈေးတတာနဲ့ဖြစ်နေတဲ့အတွက်ကိုလည်းဝယ်ယူသူအတွက်ကိုချိန်လို့ရတယ်လို့မျိုးရောင်းချသူအတွက်လည်းပေါ့နော်ကိုကဘယ်နားလေးကိုရောင်းကျင်တာလဲဆိုရဲဟာဈေးနှုန်းလေးတစ်ခုလည်းချိန်လို့ရတယ်ဒါကြောင့်မလို့ကျွန်မတို့မြေပြင်ရဲ့ဒီနေရာလေးပေါ့နော်လမ်းပုံလေးကိုတစ်ချက်လောက်လေးကြည့်ရှုပေးပါဦးရှင့် ကျွန်တော်လေကနဦးဆက်ဆချင်းဗီဒီယိုရိုက်ပေးပေးတာတော့ရုံငန်းရဲ့အထက်ကရိုက်ပေးပေးတာပေါ့နော်အခုဒါကတော့ရုံငန်းရဲ့မျက်နှာစာပေါ့နော်ကျွန်တော်တို့ဒီလမ်းမကြီးကိုမပြခင်လမ်းညွန်လေးကိုအရင်ပေးပေးမယ်ကျွန်တော်တို့ကားသွားနေတဲ့လမ်းမကြီးဆိုတာပြည်တော်စု main လမ်းမကြီးပေါ့နော်ကားသွားနေတဲ့ဟိုဘက်နောက်ဖက်ချမ်းဆိုပြည်တော်စုပန်းချံဖြစ်ပြီးတော့ဒီရက်ဓာတ်တိုင်ရဲ့ဘေးလေးနာပေါ့နော်ဒီနားလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါပြည်တော်စုကားမှတ်တိုင်းဆိုတာရှိတယ်ကားမှတ်တိုင်ရဲ့ဘေးမှာပဲပလဲရတနာလမ်းရှိတယ်လို့မျိုးဒီပြည်တော်စုလမ်းမကြီးပြည်တော်စုပန်းချံရှိမှာပဲဒီပလဲရတနာလမ်းရှိရပေါ့နော်ဒီလမ်းမရဲ့အကျယ်ဝင်းကတော့ဒါ ပေတရာကျဲတဲ့ mainland မှာအခုရောင်းခွက်ကလေးတွေရှိတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီနားနီးတဝိုက်ပေါ့နော်ဒီလမ်းမပေါ်မတုံးနိုင်လို့ပေါ့နော်ကျမတို့ဒီနားနီးဆက်ရလို့ကျရင်တော့ဒီ mainland မရဲ့ဒေစင်းပေါ့နော်ကျမတို့အခုလက်ရှိဒီနားလေးမှာကားနောက်ကလမ်းလေးရှိတယ်အဲ့ထဲမှာဆိုဒီဒီစီ play ရနာ mainland မရဲ့ဒေစင်းကိုမှကျမတို့9900နဲ့90နဲ့ပေါ့နော်ရောင်းခွက်ကလေးရှိနေလို့ပေါ့နော်3950နဲ့ပေ60ပေ60အုပ်တိုင်းကထားပြီးသားလေးကိုရှိနေတယ် 9950လား9900လားမသိဘူးเนาะတခုခုလေးဖြစ်နေမိဒီ main land မနေဝင်သွားမယ်ဆိုလို့ရှိရင်ဒယ်စင်းလေးပဲပေါ့เนาะကျမတို့450ယင်းလောက်မြောက်ပဲပေါ့เนาะအဲ့တော့ဒီနီးစက်ရနေရအောင်လူကျင်နေဆိုလို့ရှိရင်เนาะဒါလေးတစ်ခွက်ရှိနေမယ်ကျမတို့အဲ့ဒီ9900ရန်လေးဒီပြည်တော်စု main land မရဲ့ကြော်ကဲကျမတို့ဒီပလဲရတနာ main land မရဲ့ဒယ်စင်းကျမတို့စီပင်မန်လိန် main land မလည်းဒယ်စင်းကြတယ်တောက်လျှောက်ကိုဒူးရုပ်ပောက်တဲ့လမ်းမပေါ့เนาะကျမတို့ဒီနားလေးရဲ့နီးစက်ရနေရအောင်လူကျင်နေဆိုရင်เนาะဒါလေးတစ်ခွက်ရှိနေမယ်ဒါနဲ့တစ်ဆက်သေးပဲပေါ့เนาะကျမတို့ဒီ main land မပေါ်မှာ main land မပေါ်ဘောင် ပေါ်မှာလိုချင်တဲ့ဧည့်သည်တွေအတွက်ကတော့ အရှိမကျွန်တော်တို့လေးဆိုင်းပုတ်လေးတစ်ခုမြင်နေရတယ်ပေါ့နော်အဲဆိုင်းပုတ်လေးရဲ့အနောက်ကအိမ်လေးပဲပေါ့နော်အဲ့ဒါဟာကျွန်တော်တို့ပေ60ပေ60ဂရံမြေကွက်ကလေးဖြစ်တယ်ပေါ့နော်သိန်းတောင်းလေးထောင်နဲ့ခေါ်ထားရလေးရှိတယ်အဲအာစီတိုက်တစ်လုံးပါလိမ့်မယ်ပေါ့နော်ဒါကနေနည်းနည်းလေးတစ်ဆက်သွားမယ်ဆိုလို့ရှိရင်တော့အရှိကျွန်တော်တို့ဒီ main land မှာပေါ်တော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့16ရက်ကွက်အပိုင်ဖြစ်သွားတယ်ပေါ့နော်ပေ60ပေ60ကိုဒေါင်းကွက်ကလေးရှိလိမ့်မယ်သိန်း9900နဲ့ခေါ်ထားရတယ်ပေါ့နော်အဲ9900နဲ့ပြီးတော့နည်းနည်းလေးကျွန်တော်တို့၄-၅အိမ်လောက်မြောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေ60ပေ60ပေါ့နော် အဲနှစ်ထပ်တိုက် RC တလုံးလေးပါလိမ့်မယ်ဒါကို3000နဲ့1000နဲ့ခေါ်ထားလေးရှိလိမ့်မယ်ပေါ့နော်ကျမတို့ဒီဘက်အချမ်းပေါ့နော်အလှဲ့နဲ့တွက်မယ်ဆိုလို့ရှိရင်အနောက်မြောက်ဖက်အလှဲ့လေးကြွားလိမ့်မယ်အဲ့ဒါဟာမှာဆိုလို့ရှိရင်လည်း3900 900နဲ့ရှိလိမ့်မယ်အငှားဆိုလို့ရှိရင်လည်းဒီလမ်းမကြီးကနေသွားမယ်ဆိုလို့ရှိရင်အရှိဆိုလို့ရှိရင်မောင်းပကံလမ်းလေးရှိမယ်မောင်းပကံမိန်လမ်းမမရောက်ခင်ကျမတို့ဒီထိတ်မရောက်ခင်ပေါ့နော်အလဲနားလေးလောက်ကြလိမ့်မယ်ပေါ့နော်ပေ40ပေ60ပေါ့နော်ဘရင်းလော့ကယ်တစ်ထပ်တိုက်တယ်တစ်ထပ်တစ်လုံးပါလိမ့်မယ်နော်ဘရင်းလော့ကယ်ပေါ့နော်အိမ်တစ်လုံးပါလိမ့်မယ်အဲ့ဒါဟာကျမတို့က ရှစ်သိန်းခွဲအငှားရှိတယ်ပေါ့နော်နှစ်ရှည်ငှားခြင်းနဲ့တစ်နှစ်တစ်ခေါက်ချုပ်ကလေးနဲ့ပေါ့နော်တကယ်လို့များရဲ့ကျမရဲ့ဒီဗီဒီယိုဖိုင်လေးပေါ့နော်မြင်ခဲ့မယ်တွေ့ခဲ့မယ်ဆိုလို့ရှိရင်လမ်းကျယ်ပေါ်ရှာနေတာအငှားရှာနေတာရောင်းချင်တဲ့ဧည့်သည်တွေဆိုလို့ရှိရင်လည်းကျမတို့89ပြည့်လေးအိမ်ချမ်းမြေမှာလာရောက်အနန္နိုင်ပါတယ်ရှင်ဆက်သွယ်နိုင်မယ်ဆိုရင်တော့0939မိနစ်3မိနစ်နဲ့0 0 8နဲ့689မနက်9နိုင်ရနေညနေ9နိုင်တွင်စုံစမ်းမြင်မြင်ပြီးဆက်သွယ်နိုင်ပါတယ်ရှင်ရုံငန်းတီနေရာဆိုရင်တော့တောင်တကုံမြို့နယ်25ရဲခွဲပလဲယတနာလမ်းမပေါ့အိမ်နံပါတ်42ပါရှင် ်းပေါ့နော်တကယ်လို့မြန်ဝယ်ခြင်းလို့ပဲဖြစ်ဖြစ်ရောင်းခြင်းလို့ပဲဖြစ်ဖြစ်စုံလမ်းမင်းမြန်းခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်အင်ချင်မီနဲ့ပတ်သက်လို့အမျိုးမျိုးမျိုးဝင်ဆောင်မှုလိုချင်တယ်ဆိုရင်တော့ကျမတို့89ပဲလေးအင်ချင်မီမှာလာရောက်လေးနာနိုင်ပါတယ်အဲဝယ်မရောင်းမမဟုတ်ဘူးနော်ဒါနဲ့တစ်ဆက်ထည့်ပြောချင်တာပြင်မဧည့်သည်တွေမြန်ဆောင်ဆောင်ဆစ်ချင်တာသတင်းစာကြော်ညာဖြစ်ချင်တာခရံအမီပေါက်ဖောက်ချင်တာပေါ့နော်ဒါစီပင်အိုးရင်စစ်ဆေးချင်တာပေါ့နော်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့89ပဲလေးအင်ချင်မီကိုလာရောက်လေးနာနိုင်ပါတယ်အရှင်ဒါတော့မြေပြင်ရဲ့တည်နေရတဲ့လမ်းရဲ့တည်နေရကျမဒါလေးလမ်းလေးကိုချိန် လမ်းမကြီးကတော်တော်ကြီးကိုကျဲတယ်เนาะကျမတို့လေဒီပတ်ဝန်းကျင်ကတော့တော်တော်ကောင်းနေတဲ့ဘာဒါပေမဲ့25ရက်ကွက်မှာယူမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကတော့ကျမတို့ဒါမြင်းနဲ့ချင်းဆိုင်ရတာဆေးရုံပေါ့เนาะဆေးရုံဖြစ်တဲ့အတွက်ကိုကာကျမတို့ကားပါကင်ကနှစ်ဖက်လုံးရတယ်ပေါ့เนาะကျမတို့ပြီးရဒီတောင်ငကုံရဲ့အစား25ရက်ကွက်ကပေါ့အရင်ဆုံးကနေဦးဆုံးပဲဖြစ်နေတဲ့အတွက်ကိုတော့25နဲ့နီးရပေါ့เนาะဒီပြည်တောင်စုနဲ့နီးရဆိုလို့ရှိရင်တော့ဈေးနှုန်းကတစ်မျိုးပေါ့เนาะဈေးပို့ပြီးတော့ခေါ်လို့ရတယ်ဈေးကောင်းမယ်ပေါ့เนาะဒီနေရာမှာနည်းနည်းလေးဆင်းသွားမယ်ဆိုလို့ရှိရင်တော့တဈေးပေါ့เนาะနည်းနည်းလေးအလေလောက်ရောက်သွားတဈေးပေါ့เนาะအောက်ပိုင်းရောက်သွားတယ် လို့ရှင်တော့တစ်စေးဒီပုံမှာပေါ့နော်ဒီပြည်တော်စု main land မှာねဒီထိတ်နဲ့နေတယ်ဆိုလို့ရှင်တော့ဈေးနှုန်းလေးရပို့ပြီးတော့ခေါ်လို့ကောင်းတယ်ဈေးပို့ကောင်းတယ်ပြီးရခါကျလူကြိုက်ပို့များတယ်သူကကြတော့ဒီဘက်မှာလဲကားရက်လို့ရတယ်လို့မျိုးဟိုဘက်ခြံကိုမျက်နှာစာမှာလဲကားရက်လို့ရတယ်ဟိုဘက်18ရက်ခွက်ပိုင်းဆိုလို့ရှင်တော့သူကနှစ်ဖက်လုံးကလူနေကြတာပေါ့နော်ဒီ25ပြီးတဲ့ခါကျရင်18ရောက်သွားလိမ့်မယ်18ကကြတော့မျက်နှာချင်းဆိုင်လူနေရဖြစ်နေတဲ့အတွက်ကို ကိုယ့်အိမ်ရှိကိုကားရက်လို့ရတယ်ကိုယ့်လမ်းရှိကိုရက်လို့ရတယ်လမ်းမပေါ်လဲကားရက်လို့ရတယ်ဒါကြီးကတော့ကျမတို့ကပေတီယာကျဲတဲ့မိန်လမ်းမပေါ်ဖြစ်တဲ့အတွက်ကိုလုပ်ငန်းသမားတွေအရန်အထူးတင်တော်တယ်နော်မိန်လမ်းမပေါ်မှာမိန်လမ်းမပေါ်နေချင်းကြတဲ့လူတွေအတွက်ကိုလည်းအတော်ကြီးကိုကောင်းပါတယ်ရှင်ပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ဗီဒီယိုဖိုင်ရင်းနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ငှားချင်လို့ပဲဖြစ်ဖြစ်ဝဲချင်လို့ပဲဖြစ်ဖြစ်ဆိုရင်တော့ကျမတို့89ပဲလေးအင်ချမ်းမြေကိုလာရောက်လေ့လာနိုင်ပါတယ်လာရောက်လေ့လာနိုင်ပါတယ်ရှင်ပေါ့နော်ဒါကတော့မြေပြင်ရဲ့တည်နေရပုံစံနေထားလေးပေါ့နော်ဒါကတော့ရက်ွက်ကအနေထားလေးပါရှင် ျမတို့လမ်းကျဲပေါ့နော်လမ်းတော့တစ်ပယ်ကြီးကျဲတိတ်တောင်းကျော်သုံးရုံနဲ့ကျမတို့ဒီလိုမျိုးမိန်းလမ်းမပေါ်ရရတယ်ပေါ့နော်အခုလက်ရှိအရှိကထောက်ကွက်လေးဆိုလို့ရှိရင်လေ6900လေးရာလေးတော်တော်ကြီးကိုကောင်းတယ် RC တိုက်လေးတစ်လုံးလဲပါတယ်လို့မျိုးဒီလိုမျိုးမိန်းလမ်းမဘောင်ပေါ်ကြီးကိုရရတယ်ပေါ့နော်ဒီပြောင်စုနဲ့နီးရနေရဆိုဒီကားရှိရနားလေးဒီနားလေးမှာဆိုလို့ရှိရင်လေကျမတို့တိတ်တောင်းလေးထောင်နဲ့ပေါ့နော်ပေ60ပေ60အဲ RC နှစ်ထပ်တိုက်တစ်လုံးပါလိမ့်မယ်ပေါ့နော်ဒါလေးတစ်ခုလဲရှိပါတယ်ရှိပေါ့နော်ဒါကြောင့်မလို့ဝယ်ယူသူတွေလာရောက်ကြည့်ရှုနိုင်ပါတယ်ပေါ့နော်လာရောက်လေးနိုင်နိုင်ပါတယ် Hat auch einen